အားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Telegram အတွက်ပေါ့နော်ဘော့တစ်ခုကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပြီးသားမှာဖြစ်ပါတယ် Telegram Bro တွေကအဲခုနောက်ပိုင်းမှာတော်တော်လေးအသုံးဝင်လာတဲ့အထက်မှာပါတယ် Boss ဆိုတာကကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကျွန်တော်တို့ကိုယ်တိုင်လုပ်ဆရာမလိုဘဲနဲ့အလိုလျောက်ကိုယ့်လုပ်ငန်းအတွက်အဲလုပ်ငန်းနဲ့ပတ်သက်ပြီးစာပေပေးတာ အဲအလိုလျောက်ဖြေးချခိုင်းတာစသဖြင့်ပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုအလိုလျောက်ဖန်တီးခိုင်းလို့ရရေတော်တော်လေးကိုအသုံးဝင်တဲ့အဲကျွန်တော်ဒီ automatic system တခုလို့ပြောလို့ရပါတယ်ဒီနည်းပညာမြင်တဲ့ Telegram bot တွေပါရေဆိုရင်ကျွန်တော်အပြင် service တွေအဆရာမလိုဘဲနဲ့ကိုယ်တိုင်ဖန်တီးလို့ရပါတယ်အထာလေးကြရတယ်ပေါ့နော်ပြီးတော့အစင်လဲမြင်တဲ့ထဲမှာပါပါတယ်ဆိုတော့ Telegram ကနေ bot တခုဘယ်လိုမျိုးတိဆောက်ရမလဲကျွန်တော်အသေးသေးပြောပြမှာဖြစ်ပါတယ်ဒါကကျွန်တော် ဘုံပါရှင်းနဲ့ပြောပြတာပေါ့နော်ပစ္စည်းပါရှင်းနဲ့လည်းအတူတူပါပဲပေါ့နော်အဲ့ဒါဆိုအားလုံးလိုက်ပြီးတော့လုံးလို့ရအောင်ဘုံပါရှင်းနဲ့ပဲကျွန်တော်ပြောပြပြီးမှဖြစ်ပါတယ်โอเคကျွန်တော် Telegram လေးကိုဝင်လိုက်မယ်ဝင်လိုက်ပြီးတော့ရင်အပေါ်ဆုံးမှာကျွန်တော်ဗာရိုက်ရှယ်ရမလဲဆိုတော့စပြီးတော့ဘောတော့ခုစပြီးလောက်တော့မယ်ဆိုရင်အပေါ်ဆုံးမှာကျွန်တော် Pop Father ဆိုတာလေးကိုရိုက်ရှယ်ရမှာဖြစ်ပါတယ် အဲပြီးတော့ရင်ကျွန်တော်စစော်လေးနှိပ်လိုက်မယ်ဒီမှာကျွန်တော်ဒီ premium လောက်ထားအဲဒီ blue mask ပုံစံမျိုးနဲ့ပေါ့နော် pop father ဆိုတာဒီချက်နှိပ်လိုက်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ကဘောတစ်ခုကိုတိဆောက်မှာဖြစ်တဲ့အတွက် star ဆိုတာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်နော် โอเคสตาร์ซอร์လေးနေပြလိုက်ရင်တော့ဒီမှာစာရီအများကြီးကြာလာလိမ့်မယ်ဟိုကျွန်တော်ဒီအရင်မျက်စိနောက်ဆရာမလို့ကျွန်တော်တို့ဘောတခုဖန်ပြီးမှာဖြစ်တဲ့အတွက်ဒီမှာ slab new boss ဆိုလေးနေပြလိုက်အောင်မယ်โอเค new boss ဆိုလေးနေပြလိုက်ရင်သူကနိမ့်တခုရွေးခိုင်းလိမ့်မယ်ကျွန်တော်ဘောနာမည်ပေါ့နော်ကိုထားခြင်းနဲ့ဘောနာမည်ကိုဒီမှာလာပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်ကျွန်တော်ဆိုရင်တောက်ဝက် academy နဲ့ပတ်သက်ပြီးတော့ဒီ boss ရွေးมาဖြစ်တဲ့အတွက်တောက်ဝက် academy boss ဆိုပြီးတော့ဒါမျိုးလေးပေးလိုက်မယ်โอเค ပြီးသားပြီဆိုရင်သူကကျွန်တော်ဒီဒီတော့ကူအကယ်ဒမီနဲ့ပတ်သက်ပြီးတော့သူ boss ရွေးမယ်ဆိုရင်နောက်ဆုံးမှာဒီမှာပေါ်လေးပေါ့နော်နောက်ဆုံးမှာဒီ boss ဆိုတာလေးပအောင်ရေးပေးရမယ်လို့ပြောတယ် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီအဲနောက်ဆုံးမှာသူပြောသလိုပဲကျွန်တော် boss ဆိုတာလေးထည့်ပြီးတော့အဲနာမည်လေးထပ်ပြီးတော့ပေးလိုက်မယ်ပေါ့နော်โอเค အချက်နဲ့လိုက်နော်။အကြီးဒါဆိုရင်တော့ကျွန်တော်ဒီပေါ်တခုစပြီးတော့ဖန်တီးလို့ရပြီ။သူပြောထားတယ်ဒီမှာကျွန်တော် ME ဒါဆိုရင်ဘောရဲ့ link လို့ပြောလို့ရတယ်နော်။ဘောဘောရဲ့ link လို့ပြောလို့ရတယ် decoration မှာဒါဆိုရင် API key တွေကစာအာဒီမှာလာပြီးတော့ကြည့်လို့ရပြီဖြစ်ပါတယ်။ဒီညရောက်ပြီဆိုရင်ကျွန်တော်တစ်ချက်ထွက်ခဲ့လိုက်မယ်။ထွက်ပြီးသွားပြီဆိုရင်ဘာလေးထပ်ပြီးတော့ရှာရမလဲဆိုတော့ကျွန်တော်တို့ဒီအဲ money port မှာတစ်ချက်သွားပြီးတော့ထပ်ရှာမယ်။ honey ဟန်နီဘော့ဆိုတာလေးရှာပြီးတစ်ချက်နေမယ်เนาะနေပြီးတော့ရင်ကျွန်တော် start ဆိုတာဒီတစ်ချက်နေလိုက်မယ်โอเคဒီနေရာမှာကျွန်တော် language ရွေးခိုင်းနေဆိုရင်အင်္ဂလိပ်ကိုပဲတစ်ချက်ရွေးပေးလိုက်โอเค language ရွေးပြီးတော့ပြီးဆိုရင်သူကဒီအဲဒီ normal ဘောကနေပြပါကျွန်တော်ကိုပိုင်ဘောတကူကိုဖန်တီးဖို့အတွက်အဲကျွန်တော်ဒီမှာ app ဘောဆိုတာလေးကိုတစ်ချက်ထပ်ပြီးနေရမှာဖြစ်တယ်เนาะ အဲ့ဘောဆိုလေးတစ်ချက်နေရင်တော့ဘောဘာသာခုနကကျွန်တော်လုတ်ခိုင်းတဲ့အဆင့်တွေကိုတော့လုတ်ခိုင်းလိမ့်မယ်။ဘောဘာသာတည်သွားပြီးအရင်ကနေပြီးမှကျွန်တော်ဒီ API အဲ API key တွေပါ token တွေကိုပြန်ယူခိုင်းလိမ့်မယ်။အဲ့ဒီခါကျရင်ကျွန်တော်ခုနကဘောဘာသာမှာတစ်ချက်သွားပြီးဒါလေးကို copy ကိုကူးပြီးတော့သူ့စီကိုပေးသွားချလိုက်ရမှာဖြစ်ပါတယ်။အဲ့ကေကျွန်တော် money ball တွေကိုပြန်ဝင်မယ်။ပြန်ပြီးတော့ I have copy တဲ့ တော့ကင်းဆိုတာလေးတစ်ချက်အနှိပ်လိုက်ရင်သူကအဲ့ဒီ API key ကိုတောင်းပါလေအဲ့ဒီခါကျရင်ကျွန်တော်ကဒီမှာလာပြီးတော့ပိတ်ချပေးလိုက်ပါနော်။ Okay ပိတ်ချပေးလိုက်ပါ။အဲကိုကျွန်တော်ဒီခုလိုမျိုးပိတ်ချပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီ boss အဆိုအလေးကိုသူဖန်တီး asset လုပ်ပေးသွားလိမ့်မယ်ဒီမဲ့ဒါမျိုးလေးပြသွားလိမ့်မယ်ဘောနော်ဒါဆိုရင်ကျွန်တော်အဲ့ဒီကနေပြီးမှာ board တွေအ board တစ်ခုကိုကျွန်တော်ဖန်တီးပြီးသွားပြီပြီးသွားပြီဆိုရင်အဲ့ဒီ board ကနေပြီးတော့ကျွန်တော် menu တွေထည့်မယ်ပြီးသွားရင် ကွန်မန်းတွေရေးခိုင်းမယ်ပြီးတော့ရင်ကျွန်တော်ဒီမန်ယူပစ်တာတွေပါအသေးသေးခဲခိုင်းလို့ရတယ်ပေါ့နော်အဲဆိုတော့ okay ကျွန်တော်ဘောတစ်ခုရပြီဖြစ်တဲ့အတွက်အဲ့ဒီဘောတွေကိုကျွန်တော်ဝင်လိုက်မယ်ဒီမှာ top up academy boss ဆိုတာလေးပေါ့နော်ဒါဆိုကျွန်တော်ဘောတစ်ခုပန်နေပြီးသွားပြီဒီတစ်ယောက်တစ်ချက်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ဘာမှမလုပ်ရသေးဘူးဘာမှကွန်မန်းတွေပါမထည့်ရသေးတာဖြစ်တဲ့အတွက်ဒီလိုမျိုးအလူကြီးဖြစ်နေတယ်ပဲပေါ့နော် okay အလူကြီးဖြစ်နေမယ်ဆိုရင်ကျွန်တော်စဆော်လေးတစ်ချက်နေလိုက်ဟမ် တားဆိုရလေးကိုကြံနေလိုက်တာနဲ့ကျွန်တော်တို့ဒီဒီကိုယ့်ရဲ့ဘောနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ပြင်ဆင်စရာရှိတာလေဒီမှာအများကြီးပြင်ဆင်လို့ရပြီ comment တွေပေးလို့ရပြီအဲဒီမှာကိုကကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့အမ်ကျွန်တော်ဒီတိဆောက်ခြင်းနဲ့ beta တွေအကုန်လုံးလိုက်ပြီးတော့တိဆောက်လို့ရပြီပေါ့နော် Okay အဲ့ဆိုကျွန်တော်နမူနာအနေနဲ့လုပ်ပြပေးမယ် ဒီညရောက်ပြီဆိုရင်ကျွန်တော်ဘာလို့လို့ရလဲဆိုတော့နယူပို့ဆိုတာတင်လို့ရရင်နော်နယူပို့ပို့ပို့တွေတင်လို့ရတယ်ချက်ကျူးလောက်တာ ਈ subscriber တွေဘယ်လောက်ဆိုတာကြီးလို့ရတယ်အဲဒါကို comment တွေဘာပြီးလို့ရတယ်ပေါ့နော်အဲဆိုတော့ ပုံမှန်ဆိုရင်ဒီမှာ customer customer command လို့ပါယူလို့ရတယ်။အာ you put to subscribe ဆိုတော့ကိုယ့်ရဲ့ပေါ်မှာပို့တွေပါတင်လို့ရတယ်ပေါ့နော်။ပြီးတော့ reply နေ setting တွေအကုန်လုပ်လို့ရတယ်ပေါ့။အဲ့ဒါဆိုကျွန်တော်နမူနာဒီ customer custom recommend ဆိုတာလေးချက်နေပြပေးလိုက်မယ်။ custom recommend ဆိုတာလေးနေလိုက်ရင်ကျွန်တော်ဒီမှာကို customer ကိုယ့်ရဲ့ subscriber နဲ့ပတ်သက်ပြီးတော့ဘာကြီး command ပေးထားခြင်းတာလေသူတို့ကိုယ့်ရဲ့ပေါ်လေးကိုဝင်ပြီးတော့ ကွန်မန့်လုပ်ခိုင်းတဲ့အခါမှာသူတို့ဘာတွေကိုကျွန်တော်တို့ဒီမေကွန်းနဲ့အဖြေတွေကိုဘယ်လိုမျိုးထည့်လို့ရမလဲဆိုတာဒီမှာပြပေးတယ်ပေါ့နော်အဲဒီနေရာမှာကိုကသတင်းနဲ့ပတ်သက်ပြီးတော့လုပ်တဲ့လူဆိုရင်ကျွန်တော်ဒီ update new လို့ပါတော့အဲအဲ့လိုမျိုးတွေထည့်လို့ရတယ်ဒါမှမဟုတ် question တွေပါတွေထည့်ခြင်းနဲ့ဆိုရင်လည်း add question တွေပါတွေလုပ်လို့ရတယ်ပေါ့နော်အဲဆို comment တစ်ခုကျွန်တော်နမူနာပေးပြပေးမယ်ရှေ့မှာကျွန်တော် slide လေးတော့ခံရတယ်ဒါမျိုးပေါ့နော် RH news ဒါမျိုးဒါမျိုးလေး command နဲ့ပေးလို့ရတယ် အာကွန်မန်ခုလိုမျိုး create command တွေပါပေးပြီးသွားပြီဆိုရင်ဒီ post ကနေပြီးမှအဲ့လိုတကူကျွန်တော် reply လုပ်လို့ရအောင်ကိုဘက်ကနေပြီးမှအဲ့ဒီ new ဆိုရင်ကိုကဘာတွေ음ဘာတွေထည့်ထားခြင်းလဲဒီမှာအသေးသေးထည့်လို့ရတယ်နော်အဲ့ဆိုတော့ဥပမာအဲကျွန်တော်ဆိုရင်အတင်းတိုင်းပတ်သက်တာလေးဒီမှာထည့်ထားလို့ရတယ်ဒီမှာဆိုရင် data marketing ဘိုင်းဆိုင်ရာတွေအဲဒါမှမဟုတ် Telegram နဲ့ပတ်သက်ပြီး update တွေပါလေးလုပ်ရှင်နေဆိုရင်လည်း Telegram ကျွန်တော်သင်တန်းနဲ့ပတ်သက်ပြီးတော့ဗောနော် Okay last down ဒီမှာကျွန်တော် comment ပေးရနေရပါဆလုံးအရေးအတွက်တော့အကန့်အသတ်ရှိပါရနော်တာမျိုးလေး comment ပေးထားလိုက်လို့ရတယ်။အဲ comment ပေးပြီးသွားပြီဆိုရင်အဲတာမျိုးလေး comment ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီပြန်ပြီးတော့ဖြည့်ထားရပါတယ်။ကျွန်တော်တခါလေးလုပ်လို့ရတယ်နော်။ โอเคဒီမှာဆိုရင်ဒူဘိုင်တက်လာတယ်ပို့စတီဘိုင်းနေကွန်မန်ဘိုင်းနေဒါမျိုးတွေထပ်ပြီးတော့တက်လာတယ်อืมပြီးတော့ရင်ကိုယ် channel တွေဘာတွေဆိုလဲဒီမှာပြလို့ရတယ် auto posting နေဒီမှာအသေးစိတ်လုပ်လို့ရတယ်ဗောနော်အဲဆိုတော့ comment မှာโอเคဒီနေရာမှာကျွန်တော်က ကွန်မန်းကိုတခါတိုက်ရိုက်သွားပြီးပေးလိုက်တာပေါ့နော်အဲတိုက်ရိုက်သွားပြီးပေးလိုက်တာပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကဒီကွန်မန်းနဲ့ပတ်သက်ပြီးတော့ဒီမေးခွန်းလေးထည့်ပြီးသွားပြီးတော့ question လေးတွေပါထည့်ပြီးဖို့လိုအပ်တာပေါ့နော်โอเคကျွန်တော်အစနေပြန်စပေးမယ်ဒီမှာကွန်မန်းဆိုလေးကျွန်တော်ထပ်နေလိုက်မယ်ထပ်နေလိုက်ရင်ကျွန်တော်ဒီ customer comment ဆိုတာလေကျွန်တော်တို့ဒီရေးလို့ရတယ် customer comment တခုကို create တိစောက်လို့ရတယ်အောက်ကကျွန်တော်ဒီမှာ create comment ဆိုတာလေးနဲ့နှိပ်လို့ရတယ်เนาะနှိပ်ပြီးတော့ရင်ကိုယ်ပဲအတွက် comment လုပ်ချင်တာလည်းဥမာ website လား price list လား content လား pet music လားဒီမှာ photo တွေတော့အများကြီးပြပေးကြတယ်ကျွန်တော် price list ဆိုတာလေး channel လေးပြပေးမယ်ဟုတ်ကဲ့ price list လေးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ box မှာကျွန်တော်ဒီတင်တန်းနဲ့ပတ်သက်ပြီးတော့ price တင်တန်းချိန် list တွေပါတယ်အဲ့လိုမျိုးအသေးသေးလာမေးတယ်ဆိုရင်ကိုယ့်ဘက်ကနေပြီးမှကိုယ့်ရဲ့ box ကနေပြီးမှအလိုလျောက်ခေချပေးအောင်လုပ်ထားလို့ရတယ်ပေါ့နော်အဲ့ဒီကကြရင်ကိုကကိုယ့်ဘော့ကိုလာရတဲ့ဒီ subscriber တွေကို ဟိုဒီ question တွေပါမေးလို့မေးလို့ရနိုင်အောင်တခါရယ် menu တွေပါထည့်တာမျိုးတွေ question တွေပါထည့်ထားတာမျိုးတွေလောက်လို့ရတယ်ဒီမှာဆိုရင် add question ဆိုတာလေး channel လိုက်နော် add question ဆိုတာလေးနှိပ်ပြီးသွားပြီဆိုရင်ဒီမှာသူ question type တွေယူခိုင်းနေဥပမာကျွန်တော်ဒီ type ဒါမှမဟုတ်စကားလုံးတော့ဖိုင်နေပေါ့နော်အဲ့ဒါတွေအကုန်လုံးကျွန်တော် user ဘက်ကနေ reply လုပ်ခွင့် ရတယ်လို့ပြော reply လုံနိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီ question ထည့်ပြီးသွားပြီဆိုရင်ဒီမှာ simple question လား multiple answer question လားနှစ်ခု multiple သွားတဲ့ question မျိုးစားရည်လား multiple short တွေလားဒါမျိုးတွေကျွန်တော်လုံးလို့ရတယ်ဒီမှာတစ်ခုချင်းဒီ menu တွေ step by step ကိုကိုစိတ်ရိုက်ထည့်သွားလို့ရတယ်ပေါ့နော် question နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ simple question လို့ပါလို့လည်းရွေးလို့ရတယ်ဟုတ်ကဲ့ရွေးပြီးသားပြီးတော့ရင်ဒီမှာကျွန်တော်တို့ရဲ့ဒီကိုထည့်ထားခြင်းတဲ့ question ကိုဒီမှာထည့်ထားလို့ရတယ် အဲ့ဒါဆိုရင်နမူနာခုနလိုမျိုးတင်တာနဲ့ပတ်သက်ပြီးတော့ question တွေထည့်ထားခိုင်းလိုက်မယ်ပေါ့နော် โอเคအဲ့ဒါလေးပဲကျွန်တော်ထည့်လိုက်မယ်ထည့်တဲ့အခါကျရင်ဒါဒါဆိုရင်ကျွန်တော်ပေါ်ထဲမှာကျွန်တော် Telegram ID Master Class ရဲ့တင်တန်းကြီးဆိုပြီးတော့မေ question တစ်ခုကိုထည့်ထားလိုက်မယ်အဲ့ထည့်တာကထည့်ထားတဲ့အခါကျရင်ဒီ board ကနေပြီးမှကျွန်တော်ဒီထည့်တင်တဲ့ question ကိုသူတို့ successfully add ဆိုတာထည့်ပေးပြီးသွားပြီပေါ့နော်ထည့်ပေးပြီးသွားရင်ကျွန်တော်ဘက်ကနေပြီးမှဟိုဖြည့်ကြဖို့တော်သူ message နဲ့ file တွေပါတယ်တခါတည်းတွဲပြီးတော့ထည့်ထားခြင်းလေဆိုရင်ထည့်ထားလို့ရတယ်လို့ပြောတယ်အဲ့ဆိုကျွန်တော်ကကျွန်တော်မူနာကို finally ဒီခါတွဲပြီးထည့်ထားခြင်းလေဆိုရင်ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ ကျွန်တော်တို့ဒီ Telegram ADM Master Class နဲ့ပတ်သက်ပြီးကိုကကြော်ညာပြီးဖန်တီးထားတယ်ဆိုရင်ဒါမျိုးလေးထည့်လို့ရတယ်เนาะပြီးသားပြီဆိုရင်ကျွန်တော်ကဟိုသင်တန်းချင်းနဲ့ပတ်သက်ပြီးတော့ထည့်မှာဖြစ်တဲ့အတွက်ဒီမှာအသေးလေးထည့်ပြပေးမယ် question question common question တခုတိစောက်ပြီးသားပြီဆိုရင်ကျွန်တော်အဖြေလေးတခုတိစောက်ပြပေးရမှာပေါ့เนาะ ငွေအဲ့ဆိုဒီမှာကျွန်တော်တင်နန်းကြီးတွေတခါရဲကျွန်တော်တခါရဲထည့်ပေးမှာပေါ့နော်ပုံဝင်တင်နန်းကြီးဆိုရင်နဲ့သိန်း Alibus နဲ့ကျွန်တော်ဒီ25% discount ဆိုရင်ဒီလိုမျိုးသိန်းခွဲပုံစံမျိုးအဲ့လိုမျိုးကျွန်တော်ထည့်ပြီးတော့စက်နေလိမ့်မယ်ဒါဆိုရင်အဲဒါဆိုရင်ကျွန်တော်ကဒီ boss မှာကျွန်တော်ရဲ့ Telegram ADM Master Clothing Nan Ji နဲ့ပတ်သက်ပြီးတော့မေးတဲ့လူတွေရှိရဆိုရင် menu ကနေပြီးတော့ set step ပိုင်းဆိုတော့ကျွန်တော်ဖြေချလို့ရအောင်ဒါမျိုးလေး question တခု simple question တခုထည့်ခိုင်းလိုက်တယ်ထည့်ခိုင်းပြီးတော့ရင်ကျွန်တော်ကိုယ်တိုင်အဲ့ဒီ question ကိုဒီ bot ကိုအလိုလျောက်ဖြည့်ချဖြည့်ချပေးနိုင်အောင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာကျွန်တော်ဒီဇိုင်းလုပ်ထားတဲ့ပုံနဲ့ဒီသင်တန်းကြီးနဲ့တွဲပြီးတော့ဒါမျိုးလေးထည့်ပေးလိုက်တယ် ခဲ့ပြီးတော့အကုန်လုံးကျွန်တော်တို့ဒီအဆင်ပြေသွားပြီတူဘက်ကနေပြင်မှာအဲ့လိုမျိုး message နဲ့ပိုင်းဘာပဲဖြစ်ဖြစ်သူကတော့ဒီပုံတွေပါရဲတွဲရထည့်လို့ပြောလို့ရတယ်ဖိုင်တွေပါတွဲပြီးတော့ comment တွေမှာထည့်လို့ရတယ်ပြောတာဖြစ်တဲ့အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့ဒါဆိုပြီးတော့ပြီဒါဆိုရင်အဲကျွန်တော် question တစ်ခုအဖြေတစ်ခုကိုထည့်ပေးပြီးလိုက်ပြီပေါ့နော်ထည့်ပြီးသွားပြီထည့်ပြီးသွားရုံမှာကျွန်တော်နောက်ထပ်ထည့်ခြင်းနေဆိုရင် add question လေးပေါ့နောက်ထပ်ထပ်မထည့်ခြင်းထပ်ပြီးတော့အဲ့လိုမျိုးကိုထည့်ခြင်းတာတွေထပ်ထပ်ပြီးတော့ထည့်ခြင်းနေဆိုရင် question အမေးဖြေဒီမှာ add question နှိမ့်နေသွားပြီးတော့အခုလိုမျိုးအဖြေပေးသွားလို့ရတယ်ဟုတ်ကဲ့ကျွန်တော်ကတော့နမ ူနာထည့်ပြတာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်တို့အကုန်ထည့်ပြီးသွားပြီဆိုရင်သိင်းကျင်နေဆိုရင်စိတ်စောနေသိင်းလိုက်ရအောင်မယ်နော်အဲ okay စိတ်ကြတော့တိမ်ပြီးတော့ရင်သူကပြောတယ်ဒီမှာအဲ custom command နဲ့ပတ်သက်ပြီးတော့ private နဲ့ပတ်သက်ပြီးတော့သူတို့အောင်မြင်သွား create လုပ်ပြီးသွားပြီပေါ့နော်အဲ့ဒါတော့ဒီပေါ်မှာအဲ့အဲ့ဒီအရာနဲ့ပတ်သက်လာရင်ဒီလိုမျိုးအလိုလျောက်ဒီ telegram ဘောကနေပြီးမှကိုယ့်ရဲ့ boss ကနေပြီးမှဖြေချပေးမှဖြစ်ပါတယ်နော်ပြီးသွားပြီဆိုရင်ဒီမှာ main menu တွေတွားလို့ရတယ်ပြီးတော့ရင် go back တွေပါပြန်ပြီးတော့နှိပ်လို့ရတယ်ပေါ့နော်အဲ့ဒါက ကျွန်တော်တို့ဒီအာကျွန်တော်ဘာထည့်ခဲ့ question နဲ့ပတ်သက်ပြီးတော့ဒီ boss မှာထည့်လို့ရတာလေးပြောပြပေးရပါဘောနော်ပြီးတော့ menu filter တွေဘာတွေတော့ထည့်လို့ရတယ် menu filter ဆိုရင်ဘယ်လိုလဲဆိုတော့ဒီ AG အပေါ်ဆုံးမှာဒီပေါ်ဆုံး server မှာကျွန်တော်ဘာရိုက်ရှာလို့ရလဲဆိုတော့ menu filter တွေဘာထည့်လို့ရတယ်ဥပမာအာ ME NE ကိုဘာ ND menu filter boss ပေါ့နော်ဒါမျိုးလေးရိုက်ရှာလိုက် ါမျိုးလေးရိုက်ချလိုက်ရင်အပေါ်ဆုံးမှာကျွန်တော်ဒီမှာ menu pita box ဆိုပြီးဒါမျိုးလေးတွေးလိမ့်မယ်။ Okay တွေးပြီးသွားပြီဆိုရင် start ဆိုတာလေးချက်နေရတယ်။ဒါ menu တွေပါထည့်လို့ရတယ်ခေါ့။တူကတော့ဒီမှာ menu pita box နဲ့ပတ်သက်ပြီးတော့အဲ့လိုထည့်လို့ရတာတွေကိုဒီမှာပြောပြပေးတယ် translation နဲ့ပတ်သက်ပြီးလုပ်လို့ရတာတွေအများကြီးသူပြောပြပေးတယ်။အဲဒီမှာဆို menu pita new ဆိုပြီးတော့ဘောနော်ဒီမှာ attention နဲ့ပတ်သက်ပြီးဒါမျိုးတွေလုပ်လို့ရတယ်။ဒီမှာဆိုရင်အောက်ဆုံးမှာ money box ဆိုတာလေးရှိတယ်။ဟိုဒီ ဟိုလား advert ဆိုတာဒါမျိုးတွေရှိရပါတော့ okay ကျွန်တော်ဒီမှာ as menu bitter new ဆိုတာလေးချက်နေလိုက်မယ်နေလိုက်ရင်ဒါမျိုးလေးသူ့ရဲ့ဒီ subscriber အဲဒီ channel ကိုသူညွှန်းလာမျိုးတွေရှိတယ်။အဲ့ဒါကိုလည်း join လုပ်ရတယ်ပေါ့နော်။မ join ရဘူးဆိုရင်လည်းကျွန်တော်တို့ဒီမှာပါလုပ်လို့ရလဲဆိုတော့ကိုကကိုရဲ့ blog ကိုဒီ menu bitter menu ပုံစံမျိုးတွင်းနေတာဖြစ်တဲ့အတွက် menu box ဆိုတာလေးဒီချက်နေလိုက်နော်။နေလိုက်ရင်ကိုကဒီမှာဆိုရင်အဲကျွန်တော်ကပါလုပ်မှာလဲဆိုတော့ menu bitter board ကိုထည့်ချင်တာဖြစ်တဲ့အတွက် s menu bitter အမှန်မျိုးပေါ့ဆိုတော့လေချက်နေလဲနေပြီးတော့အဲဒါမျိုးလေးရောက်တယ်ဒါမျိုးလေးရောက်တယ်တော့ဗာပြောလဲဆိုတော့ကျွန်တော်ဒီပေါ်တစ်ခုတည်ထောက်တဲ့နေရာမှာ Godfather ကနေပြီးမှကိုကိုပို့ထားရဲ့ကျွန်တော်ဒီ API key ပေါ့နော်အဲ့ဒီ API key ကိုသူကဒီမှာလာပို့ပါလို့ပြောတယ်အဲ့ဒါဆိုတော့ကျွန်တော်ဒီအဲအရင်ကျွန်တော်စပြီးတော့ပေါ်ထောင်ခဲ့တဲ့ကျွန်တော် API key ကိုတစ်ချက်ဒီမှာလာပြီးတော့ copy ကိုထားမယ်ပေါ့နော် copy ကိုရမယ် copy ကိုပြီးတော့အဲ menu filter မှာကျွန်တော်ပြန်ပြီးတော့သွားမယ်သွားပြီးတော့အရင်ဒီမှာပြစ်လာချလိုက်မယ်နော် အကေပြလာဆိုင်သူဒီမှာ ABI ကြီးရတာဖြစ်တဲ့အတွက်တို့ ABI ကျွန်တော်တို့ရဲ့ကြီးကိုသူလက်လက်ခံတယ်လို့ပြောတယ်လက်ခံလို့ပြောပြီးသွားပြီးတော့ကျွန်တော် menu filter နဲ့ပတ်သက်ပြီးတော့ menu တွေထည့်လို့ရပြီဒီမှာအာ your key is set ဆိုပြီးတော့အမှန်ကြီးလေးပြထားတယ်ဟမ်ဒါဆိုရင်ကျွန်တော်ဘော successfully started ဆိုပြီးတော့ဒါမျိုးကြီးပြတော့ပြတော့ပြပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်ဒီမှာ menu ဆိုတာလေးရှိတယ်အဲ menu ကနေပြီးမှဒီ အဘာလို့ရရလဲဆိုတော့ star ဆိုတာလေးတင်ပါ slash star ဆိုတာလေးနှိမ့်နေပြီးတော့ကျွန်တော် menu ထည့်သွားလို့ရပြီပေါ့နော် search ဆိုတာလေးကိုတစ်ချက်နှိမ့်ပြီးတော့တန်မာဆိုရင် okay ဒီမှာဆိုရင်ဒါကဒီသူ့ရဲ့သူ့ menu ပစ်တာမှာ star နှိမ့်ပြီးတော့ကျွန်တော်အစနေမိကုန်းမေးတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဆိုတော့ပြဿနာမရှိဘူးကျွန်တော်တို့ကဒီမှာ key ထည့်ပြီးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ top blue academy board ကိုပြန်သွားပြီးတော့ menu သွားပြီးထည့်ကြမယ် โอเคไอ้แท้ก็จะเปลี่ยนนอนไล่มั้ยเปลี่ยนตาไปต่อไปဆိုရင်โอเคโอเคကျွန်တော်ဒီ border ကိုပြန်ရောက်လာတယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရတယ်ဆိုတော့ကျွန်တော် start တစ်ခုကိုပြန်ပြီးတော့အသေးသေးပြန်လုပ်မယ်ဆိုရင် start ဆိုတာလေးကိုတော့ပြန်ပြီးတော့နှိပ်ရတယ်ပေါ့เนาะ sensor တွေပြန်နှိပ်လိုက်နှိပ်လိုက်ရင် okay ကျွန်တော်က menu ပက်တာထည့်ထားပြီးသားပေါ်တခုဖြစ်တဲ့အတွက်ဒီမှာခုနကကျွန်တော်ဒီ menu editor box ကရတဲ့ menu တွေဒီမှာထည့်လို့ရဒီမှာဆိုရင် button editor တွေထည့်လို့ရတယ် post editor တွေဒီမှာထည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့အဲကျွန်တော်ဒီမှာ button editor ဆိုတာလေးတစ်ချက်နှိမ့်လိုက်မယ်နော် button editor လေးတစ်ချက်နှိမ့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ button တွေဘာကြီးထည့်ခြင်းလဲဆိုရင် app button ဆိုတာလေးတစ်ချက်နှိမ့်လိုက်လို့ရတယ်ဒါဒါကကျွန်တော်ဒီ button ဘာညာထည့်တာပေါ့နော် အဲဒါမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဘတ်တန်တွေပါထည့်လို့ရပြီပေါ့နော်ပို့အက်ဒီတာတွေပါလုပ်လို့ရပြီအပ်ဘတ်တန်ဆိုလည်းတစ်ချက်နှိပ်ပြပေးမယ်။ Okay ဒီမှာကျွန်တော်ဒီဘတ်တန်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ချရင်နာမည်တွေပါနဲ့ယူဘတ်တန်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီအဲဘတ်တန်တစ်ခုကိုပေးထားလို့ရပြီပေါ့နော်ဥပမာကျွန်တော်လုပ်ငန်းနဲ့သက်ဆိုင်တဲ့အဲအကြောင်းအရာလေးပေါ့နော်ဒါဆိုဆိုရင် CD တွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ချင်တာမျိုးကိုယ်လုပ်ငန်းအဲ့လိုဟာမျိုးဆိုရင်ဒီမှာထည့်ထားလို့ရတယ်ဥပမာအဲ ကိုရီးယားစီးလို့ပါတော့ပေါ့နော်ငါးတစ်ချက်ထည့်လိုက်နော်ထည့်လိုက်ရင်โอเคကိုရီးယားစီးနဲ့ပတ်သက်ပြီးဒီမှာတွေ့ရကြီးပုံနမူနာပုံစံလေးကြာလာလိမ့်မယ်ကိုရီးယားစီးလေးဆိုတော်မျိုးတွေပေါ့နော်အဲ့လိုမျိုးကြာလာနိုင်မယ်။အဲပြီးသွားပြီဆိုမှကိုစိတ်ကြိုက်ကျွန်တော် C နဲ့ပတ်သက်ပြီးတော့စီစဉ်စရာရှိရပါပြီ။စီစဉ်လို့ရတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ဒီ board တစ်ခုဘယ်လိုမျိုး Telegram မှာပေါ်တခုဘယ်လိုမျိုးအလိုလျောက်ရအောင်ဖန်တီးလို့ရမှာလဲဆိုတဲ့အကြောင်းအရာတွေနောက်တစ်ခုကကျွန်တော်ဒီ comment ပေးတဲ့ဘိုင်းတွေနောက်တစ်ခုက question အဲထည့်ခိုင်းတဲ့ဘိုင်းတွေ question ထည့်ပြီးသွားပြီဆိုရင်အဖြေတွေ automatic ထည့်တာတွေပြီးတော့ရင် save chain လဲပြီးတော့တင်လာမျိုးတွေပေါ့နော်ပြီးတော့ရင် menu filter မှာသွားပြီးတော့ကျွန်တော်ဒီ menu filter အဲ menu ထည့်တဲ့ဘိုင်းတွေ button ထည့်တဲ့ဘိုင်းတွေကိုဒါကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်ဒါက Telegram bot တခုဘယ်လိုမျိုးစပြီးတော့ဖွင့်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ဒီနမူနာပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်သင်ခန်းစာတွေမှာလည်းဒီ bot နဲ့ပတ်သက်ပြီးတော့အဆက်လက်ပြီးတော့အကြောင်းအရာတွေကျွန်တော်ပြောပြပေးမယ်။ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့ bot နဲ့ AI နဲ့ဘယ်လိုမျိုးတွဲပြီးတော့လုံးလုံးလို့ရမလဲ။အဲ bot တခုဘယ်လိုမျိုးထပ်ပြီးတော့ဖိုင်လို့ရမလဲဆိုတဲ့သင်ခန်းစာတွေကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။